ပစ္စည်းပြန်သွင်းခြင်းလေဆိုရင်ပြန်ယူပေးမယ်နော်အမဒါပေမဲ့နောက်တစ်ပတ်စောင့်ပေးဆိုကစံမာရီကမစောင့်ပေးခြင်းတော့ဘူးဖတ်ပြီးသွားပြီလီလီယာလစ်သွားပြီနိုင်ငံခြားကိုရောက်သွားပြီပစ္စည်းပွားရေးသမားကမှအရှုံးခံပြီးအလုံးမလုပ်ဘူးမပေးနိုင်ဘူးဆက်နှစ်သိန်းရှုံးနေပြီတခု72သိန်း10ခုဆိုရင်သိန်း120အခု100ဆိုရင်သိန်း1000နဲ့ဘယ်သူကအရှုံးခံမှာလဲအရှုံးခံမှာလားအရှုံးခံမဲ့တူတူဆိုကုန်ငွေတော့ကိုပိုက်ထားမှာဒါဆိုရင်ဘာဖြစ်လို့ပေးနေတာလဲ80တန်းကို68သိန်းနဲ့ကျေးဇူးကကျေးဇူးသားရှိလို့လားဝယ်သူတွေနဲ့ အားလုံးပဲမင်္ဂလာမျိုးတွေ IMUKE YouTube Channel ကျိုးလိုက်ပါရယ်ဒီနေ့ဒီဆက်ပြီးမဲ့သတင်းလေးကအရန်ကုန်မှာအရေးကြီးတဲ့သတင်းလေးပြဒီသတင်းလေးပါလဲရွှေတွေဝယ်လို့ရှိရင်အတုတွေမဝယ်မိအောင်ဂျင်းမထက်ခံရအောင်လို့ဆီယမ်မိုင်းအင်မွန်တင်ရဒီဘူဖိုင်လေးမှာပြည်စုံရှင်းပြထားတယ်ကျွန်တော်မျိုးလည်းဘူးတုတ္တရရဲ့အနေနဲ့ပြန်လည်ဝင်မှတ်ဒီဆက်ပလေးခြင်းဖြစ်တဲ့ဒါဆိုတော့ကျွန်တော်ပြည်ဖိုင်လေးကိုဆက်လိုက်အောင် မှန်တော့အဲ့လိုမျိုးဖြစ်တင်လာတော့မှကြာပြီလေနော်ဖြစ်တင်လာအောင်ကြာပြီအခုရွှေစည်းကိုတတ်တတ်မှတ်ထဲတတ်မှတ်တယ်ရညိုးစည်းနဲ့ပဲရောင်းရမယ်စိုးရတတ်မှတ်ထားတဲ့တတ်မှတ်စည်းနဲ့ပဲရောင်းရမယ်โอเคပြန်ရောင်းရင်လည်းဒီစည်းပြန်ဝင်ရင်လည်းဒီစည်းပဲရောင်းရမယ်ဟုတ်တပြားမရှိဘူးเนาะဟုတ်တပြားပဲဆိုင်မှာမှရှိမှာမဟုတ်ဘူးဟိုဟိုစိမ့်ဆိုင်နေမှာမရှာနဲ့เนาะဘာဖြစ်လို့စိမ့်ဆိုင်နေများတော့အပြင်ဟုတ်တပြားညံ့မရောင်းရအောင်เนาะဆိုတော့အဲ့တော့ရွှေကိုအခုတတ်မှတ်စည်းညွန်းစည်းတိုင်းပဲရောင်းရမယ်ကောင်းတယ် စိတ်ရှင်းသွားတာပေါ့ဝယ်ရတဲ့သူတွေမဟုတ်လို့ရှင်ဘောက်ချာမှာတစ်စင်းတကယ်ရောင်းတော့တစ်စင်းအဲဟိုအယောဒတ်ဒီမှာပို့ပေါင်းလိုက်ပြန်ဝယ်လို့ရှိလို့ရှင်ကြတော့တစ်စင်းဟာဘာဒီမှန်းကိုမသိဘူးအကုန်လုံးနေရှုပ်ရှက်ခံတယ်အခုကောင်းတယ်လေဒီတတ်မှတ်စီပဲရောင်းရင်လည်းဒီတတ်မှတ်စီပဲဝယ်ရင်လည်းဒီတတ်မှတ်စီပဲရောင်းအယောဒတ်ကကိုကြိုက်ရင်လုပ်မယ်ကိုမကြိုက်ရင်မလုပ်ဘူး ဟုတ်တယ်လားအဲ့တော့တမတ်စည်းပေါက်စည်းဒီတပြင်းညီတယ်ဆန်နှုံးတမတ်ချံမှန်မှန်ကန်ကန်ဖြစ်သွားပြီဆိုအယောဒတ်ကိုစဉ်းစားရမှာပေါ့အယောဒတ်ကကိုပေးနိုင်တဲ့အယောဒတ်တန်တယ်လို့ထင်လို့မတန်ဘူးလားမတန်ဘူးထင်မလုံးနဲ့ဒါပဲလီမာကတ်ကဟုတ်တယ်လားသူကသူကွန်ဆူမရွေးချယ်သွားလိမ့်မယ်တန်တယ်ထင်လို့မတန်ဘူးထင်မလုံးနဲ့မလုံးတဲ့သူတွေများလာရင်သူတို့အယောဒတ်လျှော့မှာပေါ့ဟုတ်လားအဲ့တော့အဓိကတော့ဈေးနှုန်းမှန်ကန်ဖို့ပေါ့ရောင်းဝယ်ရောင်းဝယ်တဲ့အချိန်မှာရောင်းရင်လည်းမှန်မှန်ကန်ကန် ကိုကပြန်ရောင်းရင်လည်းမှန်မှန်ကန်ကန်ကိုဝယ်ရင်လည်းမှန်မှန်ကန်ကန်ဆိုကောင်းတာပေါ့ကျမတို့တွေကအခုဖြစ်ပြက်နေတာကြတော့ကိုဝယ်တဲ့ချိန်ကြလို့ရှိရင်တော့အပြင်ပေါက်စင်းနဲ့ပေးရတယ်ကိုပြန်ရောင်းလို့ရှိလို့ရှိရင်ကြတော့တတ်မှတ်စေးရည်ညွှန်းစေးဆိုပြီးတော့မှဒီလိုလေးလုပ်ကြတယ်နော်တချို့ဆိုင်တွေကအဲ့ဒါကြတော့အဆင်မပြေဘူးလေအခုလိုမျိုးတပြင်းကြီးအားလုံးကိုတတ်မှတ်ထားလိုက်ပြီဆိုလို့ရှိရင်ကိုရောင်းရင်လည်းဒီစေးပဲကိုဝယ်ရင်လည်းဒီစေးပဲဒါဆိုဈေးနှုန်းမှာမှန်ကန်မှုရှိသွားပြီဒါဆိုရွှေရဘယ်နေရာမှာကစားမလဲအရော့တော့မှာကစားမလဲကိုကျင်းနိုင်လုံးမကျင်းနိုင်မလုံးနဲ့မြားတဲ့ထင်မလုံးနဲ့အေးမလုံးတဲ့သူတွေများလာရင်ရွှေဆိုင်တွေကတမျိုးတမျိုးပြန်စင်းစ ်းစားမှာပေါ့ဟုတ်တယ်လားမှန်တယ်နော်တို့ကတော့ကြိုးစားပါတယ်သူကသူရင်ညွှန်းစေးတိုင်းရောင်းရမယ်လို့တတ်မှတ်တယ်ဆိုရင်ကောင်းတာပေါ့နော်နေမကောင်းတာချမ်းလိုက်တော်ကြာပူလိုက်တော်ကြာအေးလိုက်နဲ့ဒီနေ့ကတော်တော်လေးအပြားတက်နေတာလေမလို့အဲ့တော့ကျမကလေဝယ်ယူတဲ့သူတွေပေါ့ကျမတို့ယေဒနာဝယ်တဲ့သူတွေယေဒနာလောကဆိုတော့ယေဒနာအကြောင်းတစ်လုံးเนาะယေဒနာလောကအကြောင်းပြောမှာပေါ့68တစ်လုံးယေဘော်တို့ ေးဇူးများကြီးတင်ပါတယ်စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေအလိုရှိတိုင်းတောင်းတတိုင်းပြည့်ဝပါစေရတနာရင်းစတဲ့တိုးလွတ်ဆုနိုင်ပါစေလူစုမုံကောင်းတွေတောင်းပေးပါတယ်ကောင်းခြင်းမင်္ဂလာဖြာဖြာသည်ဝယ်ယူသူနဲ့တကွာမိသားစုပေါ်မှာတက်ရောက်ပါစေမရှိဆိုတဲ့စကားမကြားတဲ့သူဖြစ်ပါစေစိတ်ထရတောင်းတလိုက်အောင်နဲ့အရာရာပြည့်ပြည့်စုံတဲ့သူဖြစ်ပါစေလူစုမုံကောင်းတွေတောင်းပေးပါတယ်ဝင်သောရတနာကိုယ်နဲ့မြဲပါစေနော်ကျေးဇူးများကြီးတင်ပါတယ် အဲ့တော့ကျမတို့တွေကပစ္စည်းတစ်ခုဝယ်မယ်ဆိုလို့ရှိရင်ဘယ်ပစ္စည်းပဲဖြစ်ဖြစ်ကျမရေဒနာလောကဆိုတော့ရေဒနာနဲ့ဥပမာပေးပြီးပြောတာပေါ့ဘယ်လောကမှာပဲဖြစ်ဖြစ်ပါနော်ကျမတို့ကဥပမာအိမ်တိမ်ဆိုလဲဒီလိုပဲဒီရက်ွက်ရဲ့ပေါက်ဈေးထက်အရန်သက်သာနေပြီဒီရက်ွက်ထဲမှာတိန်းသောင်းပေါက်တယ်ဒီအိမ်ကအဲဒီအကျယ်ဝင်းဆိုရင်တိန်းသောင်းပေါက်တယ်ဟေးသူကကြတော့ သိန်း9000နဲ့ရောင်းနေဆိုရင်ကျွန်တော်တို့ဒါစဉ်းစားရမယ်။အဲသိန်း1000နဲ့ပေါက်တာကိုသိန်း9000နဲ့ရလို့မလို့ကျွန်တော်တို့ကပျော်ရွှင်ပြီးတော့မှမစင်းမစားမဲနဲ့တန်တယ်ဆိုပြီးဝယ်လိုက်လို့မရဘူး။1000ပေါက်နေတာကိုသူဘာကြောင့်9000နဲ့ရောင်းတာလဲ။ဘာ error ရှိနေလဲ။ something wrong ဘာဖြစ်နေလဲကျွန်တော်တို့ဒီလိုစဉ်းစားရမယ်เนาะလောဘကိုအရင်အခြေခံလိုက်လို့မရအောင်ဘာဖြစ်ထားလဲဒီကတရေ၆ထားလားနောက်တစ်ခါကျွန်တော်တို့ဆာရွက်ဆာလန်းနေမခိုင်းမာတာလားဒါမှမဟုတ်မဲအမွေဆိုင်ကိစ္စတွေနဲ့အမှုတွေရှုပ်ထွေးနေတာလားဒါမျိုးစဉ်းစားရမယ်เนาะကျွန်တော်တို့ယေဒနာမှာလည်းဒီလိုပဲကဲအခုကျွန်မဆိုရင်ဒီ68သိန်းဆွဲသီးကိုကျွန်မတွက်ပြလိုက်တယ်စိန်ဘိုးကဘလောက်ကျွန်မရွှေဘိုးကဘလောက်ဆိုပြီးကျွန်မတွက်ပြလိုက်တယ်เนาะတွက်ပြလိုက်တဲ့ဟာကိုကျွန်တော်တို့အရင်က80လောက်သွားကြတယ်ကျွန်မအခု68သိန်းနဲ့ပေးတယ်ဘာဖြစ်လို့ လဲဆိုအရင်တော့ကရက်တန်ဝင်လာတဲ့ပစ္စည်းလေးမလို့အရင်ရက်တန်စည်းလေးပေါ်မှာပဲကျွန်မပေးလိုက်တယ်68တိန်းနဲ့အခုကာလာပေါက်ဈေးနဲ့မတွက်နေဘူးကာလာပေါက်ဈေးနဲ့ဆိုရင်တော့80လောက်ကျနေတယ်နော်ရွှေဘိုးကဒီလောက်နော်စိန်ဘိုးကဒီလောက်နော်လို့ကျွန်မတွက်ပြလိုက်တယ်ဒါပေမဲ့အော်ဒါမင်းရအောင်ကျွန်မတို့ဒီတလုံးကိုပဲဒီတလုံးပေးနိုင်မယ်အဲ့တော့ဟုတ်ပြီလူတွေအများကြီးကလိုချင်တယ်68တိန်းကို10ယောက်ကယူမယ်15ယောက်ကယူမယ်ကျွန်မကအခုအရင်80ကျတာကို68နဲ့ဘယ်လိုနည်းနဲ့မှမပေးနိုင်ဘူးဘယ်စည်းဝါးရေးသမားကမှအရှုံးခံပြီးအလုံးမလုပ်ဘူး မပီးနိုင်ဘူးဒီတလုံးမဲရမှာဒီတစ်ခုပဲရမှာ return ဝင်လာလို့အရင်ကာလတွေကဝယ်ထားတဲ့ဈေးနည်းနည်းနဲ့ဟာဝင်လာတော့ကျမတို့စိန်ကရာဂိုင်နှုန်းနဲ့သွားထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီဈေးလေးကိုပဲကျမတို့ဒီမှာဒါလေးကိုပဲအဲ့ဒီဈေးလေးနဲ့ပဲပြန်ပြီးတော့မှငွေပေါ်လေးနဲ့ပြန်ရောင်းပေးတာဒီတလုံးမဲရမယ်ကျမတို့အများကြီးဝယ်တဲ့သူရှိလဲမခတ်ပေးနိုင်ဘူးဒါဆိုရင်ဒါကဒီတက်ပါတယ်ဆိုတဲ့အကြောင်းရင်းက reasonable ဖြစ်တယ် ဟုတ်တယ်နော်ကျိုးချောင်းစီလျော်တယ်လက်ခံလို့ရတယ်ဒီတစ်ခုပဲရမှာသူ့ဆယ်ခုယူလဲသူမယောင်းပေးနိုင်ဘူးအခုတရားယူလဲသူမယောင်းပေးနိုင်ဘူးဒါဆို reasonable ဖြစ်တယ်သူရဲ့တတ်တာမှုอ่ะကျွန်တော်တို့ဒီတစ်ခုอ่ะပြောဖြစ်ဒါတကယ်တတ်တာလားအဲ့လိုတော့မဟုတ်ဘူး80လောက်ကြနေတယ်60နဲ့8သိန်းနဲ့အလုံးတရားယူမလားအလုံးတစ်ထောင်ယူမလားဆယ်ခုယူမလားအခု20ယူမလားပေးနေနိုင်နေဆိုရင်ကျွန်တော်တို့စဉ်းစားရတော့မယ်ဟဲ့ အရင်ကလည်း80ကျတယ်လို့ပြောတယ်68သိန်းနဲ့ကိုလည်းအခုတရားယူမလားအခုတထောင်ယူမလားဆို80အရင်ကျနေတဲ့ဟာကိုအမျက်မပါသေးဘူးအရင်80ကို68သိန်းနဲ့ဆိုလို့ရှိရင်12သိန်းဆုံးဆုံးနေပြီမမ3ရက်နေမှလွှဲမယ်ရရတယ်မမ12သိန်းရှုံးနေပြီတခု12သိန်း10ခုဆိုရင်သိန်း120အခုတရားဆိုရင်သိန်း1200ဘယ်သူကအရှုံးခံပါလဲအရှုံးခံပါလား အရှုံးခံမဲ့တူတူဆိုကိုယ်ငွေတော့ကိုပိုက်ထားမှာပေါ့ဒါဆိုရင်ဘာဖြစ်လို့ပေးနေတာလဲ80တန်းကို68သိန်းနဲ့ကျေးဇူးကံကျေးဇူးသားရှိလို့လားဝယ်သူတွေနဲ့ဟုတ်လားဈေးရောက်နေဆိုတာမျက်ချင်လို့ရောင်းတာဒါဆိုရင်ဘာဖြစ်လို့ပေါ်ပေါ်နဲ့ပေးနေတာလဲစေတနာရှိလို့မေတ္တာရှိလို့ဆိုတဲ့စကားတော့မဟုတ်ဘူးနော်သေးကြတယ်စေတနာရှိလို့ပေးနေတာမေတ္တာရှိလို့ပေးတာ80တန်းကို68နဲ့ကြိုက်တလောက်900သားသမီးယူဆိုတာတော့တဘာဝမကြအောင်မဟုတ်ဘူးဒါဒါမဟုတ်ဘူးဒီစကားဟုတ်ကောမဟုတ်ဘူး နော်ဒါဆိုရင်ဘာဖြစ်လို့ပေးတာလဲရှင်းရှင်းလေးပဲအည်သွေးမပြည့်မီဘူးဒီအည်သွေးတိုင်းမရတော့ဘူးအည်သွေးမှာခိုတော့မယ် quality ရှော့တော့မယ်ဟုတ်လားအဲ့တော့ပိုးချောင်ကောင်တန်ကြီးမှုတ်တဲ့ဟာကိုပေးတယ်မရဘူးလားလို့ဈေးကွက်ထဲမှာပြောရင်ရတယ်ခုနလိုပေါ့တခုကောင် return ပြန်ဝင်လာတယ်အရှိနေတယ် ရောင်းတယ်ကျမတို့ဆိုခုန၃လုံးစည်းလေးဆိုကျမတို့28သိန်းခွဲနဲ့၃လုံးစည်းလေးဆိုအရင်ကြီးရာချီရောင်းထားတယ်အဲ့28သိန်းခွဲ၃လုံးစည်းလေး return ပြန်ဝင်လာတယ်ဆိုအဲ့ဒီပုံမှာရာဂိုင်နှုန်းနဲ့ပြန်နှုတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့အခု၃လုံးစည်းက39သိန်းပေါက်နေပြီမယ်ကျမတို့က30နဲ့လည်းပေးနိုင်တယ်29နဲ့လည်းပေးနိုင်တယ်28နဲ့လည်းပေးနိုင်တယ်ဟုတ်လားဆိုတော့အဲ့ return ဟာလေးတွေကိုအဲ့အဲ့ဒီရှိနေတဲ့ပမာဏကနေပို့ပြီးတော့မှပေးဆိုရင်တော့ဟိုမှာဝယ်ရင်တော့39သိန်းဝယ်ရပြီပေးမှာလား ကျမလည်းမပေးဘူးဘသူမှလည်းမပေးဘူးစေတနာမြေတာရှိလို့ဧည့်သည်ကိုဈေးလျှော့ပေးနေတာပါဆိုတာ no 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 လုံးဝမဟုတ်ဘူးဈေးတယ်တွေရဲ့ပန်းနိုင်ဟာဘာလဲဈေးတယ်တွေရဲ့ရည်ရွယ်ချက်ကပါလဲစီးပွားရေးလုပ်နေတဲ့သူတွေရဲ့ရည်ရွယ်ချက်ကပါလဲဘာလဲအမြင့်ရကျင်တာညီမကောင်းတော့လေနှာခေါင်းပိတ်တော့စကားကိုပြီအောင်ပြောလို့မရကတော့အမြင့်ရကျင်တာအဲ့တော့ အမြင့်ရချင်တဲ့ဟာကိုအမြင့်မယူဘဲနဲ့နေတိုင်းနေတိုင်းကြီးပေးနေတယ်အခုတိုင်းအခုတိုင်းကြီးယာချီပြီးပေးနေဆိုဖြစ်နိုင်မှာမလားစိန်တွင်းရှိလို့လားရွှေတွင်းရှိလို့လားအဲ့တော့ကျမတို့ဝယ်ယူတဲ့သူတွေဟာဒီ knowledge ကိုသိထားရမယ်အဲ့တော့ယေဒနာဝင် ပို့ပြီးတော့မှခိုင်မာတဲ့နေရာကိုရှာရမယ်ဈေးရောင်းလို့ကိုယ့်စီအားပစ္စည်းဝယ်ရင်တော့ service ပေးပြီးနှုတ်ချတာလူတိုင်းပဲဟုတ်တယ်နော် ယေရနာဟာကျမတို့ဝယ်ယုံနဲ့မပြီးသေးဘူးမရှိဝင်းစာရှိတစားဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့လိုအပ်တဲ့အချိန်ကျရင်ပြန်ရောင်းဖို့လိုအပ်သေးတယ်အဲ့ဒီပြန်ရောင်းတဲ့အချိန်ကျရင်ကိုပစ္စည်းနဲ့ကိုကိုပတ်စံနဲ့ကိုတချို့ကဘာဖြစ်လို့ရောင်းတာလဲဘာအတွက်ငွေလုံလို့လဲဘာလုပ်ဖို့လဲလို့ဦးတွေမေးစရာငွေချင်းဝယ်မယ်ရောင်းချင်းရောင်းမယ် နော်ပြီးရင်ကိုပစ္စည်းနဲ့ကိုမတူမတန်ဆက်ဆံတဲ့ဆိုင်တွေရှိသေးတယ်။ရောင်းရင်မျက်ခွက်ကတစ်မျိုးဝယ်ရင်မျက်ခွက်ကတစ်မျိုးအဲ့ဒါရှိတယ်နော်ရှိတယ်ရှိတယ်အဲ့လိုလူတွေကျမဒါကြောင့်မလို့ကျမနဲ့လုပ်ငန်းရှင်တွေဆိုကျမအရန်တတိထားခိုင်းတယ်ကိုကရောင်းလိုက်တယ်ကိုစီပြန်လာရောင်းတဲ့အချိန်ကျရင်အဲ့ဒီ customer ကိုပို့ပြီးတော့မှကိုရောင်းလိုက်တဲ့အချိန်ထက်ပို့ပြီးနွေးနွေးထူးထူးဆက်ဆံပစ္စည်းလာရောင်းနေဆိုနဲ့လူတွေကစိတ်ခံစားချက်မကောင်းဘူးလိုအပ်လို့ရောင်းရတာ ဲ့ဒါကိုမတူမတန်နဲ့တခါတည်းကငွေပြန်အမ်းလို့ဆိုပြီးတော့မှဆူဆူပုတ်ပုတ်နဲ့လုတ်တယ်ဆိုအဲ့ဒီလူဟာတတက်လုံးအဲ့ဒီဆိုင်မှာပြန်မဝဲတော့ဘူးမိတ်ထင်းနေဆိုတာအဲ့လိုထင်းရတယ်မစက်ကတော့မပြောဘူးအပုတ်လည်းမချဘူးသဘုတ်လေးလွင်လည်းပြောမနေဘူးမဝဲတော့ဘူးအင်းနီးဆက်တဲ့သူကိုကြားလို့ရှိရင်လည်းဝင်နေအဆိုင်ရောင်းတော့တာတမျိုးဝင်တော့တာတမျိုးအဆင်မပြေဘူးနော် Facebook ပေါ်လည်းတက်ပြီးပြောနေမှာမဟုတ်ဘူးဟုတ်လားဒါပေမဲ့ဆုံးဖြတ်လိုက်တာ ဲ့တော့ဘာလဲဆိုတော့ customer ဆုံးရှုံးလိုက်ရတာသူတယောက်တည်းလားမဟုတ်ဘူးသူရဲ့အတိုင်းဝိုင်းအဝင်းဝိုင်းတစ်ခုလုံးကိုကိုဆုံးရှုံးလိုက်ရတာကျွန်တော်တို့ကตาယာနေတဲ့အချိန်မှာပေးတဲ့နှွေးချင်းမှုနဲ့ကျွန်တော်တို့ခက်ခဲနေတဲ့အချိန်မှာပေးတဲ့နှွေးထွေးမှုဆိုခက်ခဲနေတဲ့အချိန်မှာပေးတဲ့နှွေးထွေးမှုကိုပို့ပြီးလူတွေကအမှတ်ရကြတယ်။ဒါကြောင့်မလို့ပြန်လာရောင်းနေဆိုနေရလိုအပ်ချက်ရှိလို့ရောင်းရတာ။လိုအပ်ချက်ချက်ရှိလို့ရောင်းတဲ့အချိန်မှာတခါတည်းကမတူမတန်နေတဲ့ဆက်ဆံနေဆိုလို့ရှိရင် အဲ့လူတွေစိတ်ထဲမှာမှတ်သွားရောနောက်ဘယ်တော့မှပြန်မဝင်တော့ဘူး။ဒါကြောင့်ကျွန်တော်တို့ကယေဒနာဝင်တဲ့သူတွေကကိုကရောင်းရင်လည်းဒီမျက်ခွက်ဝင်ရင်လည်းဒီမျက်ခွက်ဖြစ်တဲ့ဆိုင်မျိုးလည်းဖြစ်ရအောင်မယ်။အညာဝင်လွှဲတာပေါ့နော်။အညာဝင်လွှဲကိုကငွေလိုငွေရှိလို့လှုပ်ထားတယ်။ငွေလိုလို့ပြန်ရောင်းတဲ့ချိန်တိုင်းနေရွှေညရွှေနဲ့ပတ်စံကိုချက်ချင်းပြန်မအမ်းဘူး။ နော်ဟာအစင်းစင်နေနဲ့မပြီးနိုင်ဘူးဆိုမကြိုက်ဘူးကျမတို့လည်းမကြိုက်ဘူးကျမဒါကြောင့်ကျမလုပ်ငန်းရှင်တွေဆိုပြောထားတယ်ငွေလုံလုံးမှလာရောက်နေရက်ချင်းချင်းနဲ့ဟာမျိုးမလုံးနဲ့နော်လုံလို့လုံအပ်လို့လာရောက်နေဆိုတဲ့အချိန်မှာကိုယ်စီမှာခက်ခဲနေနေဆိုရင်တော့ကိုကယေဒနာဆိုင်ပိုင်ရှင်ဖြစ်နေတဲ့အတွက်ကြောင့်တဝက်တန်ဒီ၃ချိုး၂ချိုးတန်ဒီတော့အန်လိုက်ပြီးတော့မှကြံနာကိုချန်ပစ္စည်းထားခဲ့ပြီးတော့မှငွေရှင်းပေးမယ်တစ်ဆောင်တစ်လဆောင်တို့တစ်ပတ်ဆောင်တို့နှစ်ပတ်ဆောင်တို့ဆိုတူတူကိုကိုမကြိုက်ဘူးအဲ့ကြရင်ဘာဖြစ်တယ်လဲကျမတို့ကလည်းမိတ်ရှာလို့မဆုံးနိုင်ဘူးဒီမိတ်တယောက်ရလိုက်တဲ့ ဆုံးသွားပြန်ပြီဒီမိတ်တရားရောက်လိုက်တယ်ဆုံးသွားပြန်ပြီเนาะအမာခံမိတ်တီဆုံးရှုံးသွားရလိမ့်မယ်ဒီလိုလုပ်လို့မရဘူးအဲ့တော့ယေဒနာတခါတည်းနဲ့မပြီးဘူးအဲ့တော့ကျွန်တော်တို့ဝယ်ယူကြရတယ်ဆိုတဲ့သူတွေကလည်းဒီဟာတွေရဲ့ခိုင်မာမှုတွေကိုထည့်သွင်းစဉ်းစားဖို့လိုတယ်အဲ့တော့ပေါ်ရင်ချောင်ရင်ကြိုက်တဲ့လူတန်းစားကလည်းတရက်တက်တက်ရှိတော့ပေါ်ရင်ချောင်ချင်ပေါ်ပေါ်ချောင်ချောင်နဲ့အရေသွေးမမီတွေနဲ့လှုပ်တဲ့ဆိုင်တွေကလည်းတက်တက်ရှိတယ် သူပြိတ်တက်နေသူပေါ့အဲ့တော့အရေးသွေး quality နဲ့ရောင်းနေကျွန်တော်တို့ branded တွေလို့ပေါ့ LV တွေ Gucci တွေပတ်စံအိတ်တွေဘာဖြစ်လို့ဈေးကြီးပေးပြီး MS တွေကိုဝယ်နေတာလဲအဲ့ဒီ branded အကောင်စားကြိုက်တဲ့လူတန်းစားရှိလို့အဲ့ branded ကို branded man တည်တဲ့လူတန်းစားတည်ရရှိလို့အဲ့ branded တွေဟာတင်းရာချီထောင်ချီနေတဲ့အယောင်းဝင် ဖြစ်တာပေါ့တရုတ်အိတ်တွေလည်းရှိတာပဲလေ ဟုတ်လားအဲ့တော့တရုတ်အိတ်ကင်နိုင်တဲ့သူကလည်းတရုတ်အိတ်အတုကိုအစ်စ်လိုမျိုးယုတ်ပြပြီးတော့ကင်နေတဲ့သူကလည်းအတုအစ်စ်အတုလောကကလည်းတသက်ရှိတယ် branded လောကကလည်းတသက်ရှိတယ်အတုတွေပေါ်လာလို့ branded တွေကမယောင်းရတာလားမဟုတ်ဘူးနော်အဲ့တော့ branded ကလည်း branded made အတုကလည်းအတုမိတ်သူ့ဟာနဲ့သူလူတန်းစားကတူရတူရစုကြတဲ့အမျိုးပဲအဲ့တော့ပေါ်ပေါ်ချောင်ချောင်ကိုမတိလို့ပေါ်တာချောင်တာကိုအကောင့်ထင်နေသူလည်းရှိမယ်တိတိရက်နဲ့ပေါ်တာချောင်တာကိုကျင့်နေပြီးဝယ်တဲ့သူလည်းရှိမယ်အဲ့တော့မတိလို့မဝင်ရတာမဖြစ်အောင်ကိုကျွန်မတော့အမြဲတမ်းပြောပြတာအဲ့တော့ယေဒနာမှာပေါ်ရင်ချောင်ရင်အည်သွေးလည်းမကောင်းဘူးခုနကကျွန်မရှင်းပြထားတယ် နော်အဲ့လိုမျိုးပဲဘယ်သူကမှဘယ်စည်းဝါးရေးသဘာကမှချစ်လို့ပါစေတနာရှိလို့ပါဆိုပြီးဘယ်သူကမှအရှုံးခံပြီးယာနဲ့ထောင်နဲ့ဆယ်နဲ့ချီပြီးအရှုံးခံပြီးမပေးဘူးစိန်တွင်းနေပိုင်တာမဟုတ်ဘူးရွှေတွင်းနေပိုင်တာမဟုတ်ဘူးဟုတ်ကဲ့ပါမျိုးလေးကျွန်တော်ပြဖိုင်လေးကတော့ဒီလောက်ပါပဲဒီပြဖိုင်လေးကတော့ရွှေတွေစိန်တွေဝယ်ရင်တည်ထားတဲ့အကြောင်းအရာတွေကို CMI အင်မော်တင်ရန်ပြည်သူရှင်းပြတော့တယ်ကျွန်တော်ရဲ့မျိုးလေးဘူးသူရတင်ကန်သားရရှိလိမ့်မယ်လေးမြင်လေးပါတယ်ဒီပြဖိုင်လေးကကျွန်တော်ရဲ့မျိုးတွေအကျိုးရှိရဆိုရင် like and share လေးပြုလုပ်ပေးဖို့တောင်းဆိုချင်ပါတယ် ဒါမှဒီနောက်ထပ်ရွှေဝယ်တဲ့စိန်ဝယ်တဲ့မီတာစုဝင်တွေလည်းကြိုတင်ကြပဲပြင်ဆင်လို့ရတာပေါ့ဗျာနော်။ဟုတ်ကဲ့ပါကျွန်တော်တို့ channel နဲ့ဘူတုတရရတဲ့အကြောင်းလည်းဆယ်လီတဲ့တဲ့တွေကိုမြန်တက်ဆက်ပြီးမှာမို့ကျွန်တော်တို့ channel like guys comment like guys comment နဲ့ဗီနာနိုတီဘယ်လေးကနိုင်ခဲ့ပြီးဖို့တောင်းဆိုချင်ပါတယ်။ကျွန်တော် channel အားပေးကြည့်ရှုသူတရားချင်းရဲ့ကြည်ကြည်များရေးတင်ပါတယ်။နောက်ထပ်ဗီဒီယိုအပြည့်ဆုံးကြမယ်။တာတာ